င်မဆွေစိတ်ပညာရဲ့စိတ်ချမ်းသာရေးဆိုတဲ့အပိုင်းလေးကိုဖတ်ပြပေးခြင်းပါတယ်။ချမ်းသာရေးကိုတိပ္ပံဖွင့်ဆိုတဲ့အခါရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာကိုနှစ်မျိုးခွဲခြားနိုင်ပါတယ်။ရုပ်ပိုင်းဆိုင်ရာယောဂရှိလာရင်စိတ်ပိုင်းဆိုင်ရာမှာလာပြီးထိခိုက်နိုင်ပါတယ်။ဒါကြောင့်ရုပ်ပိုင်းရောစိတ်ပိုင်းမှာချမ်းသာမှသာချမ်းသာရေးနဲ့ပြည့်စုံသူဖြစ်ပါတယ်။စိတ်ကြမ်းမရေကောင်းသူတယောက်ဆိုရင်တခြားလူတွေနဲ့ဆက်ဆံတဲ့အခါကောင်းမွန်စွာညှိနှိုင်းနိုင်စွမ်းရှိပါတယ် ဟန်ချက်နေတဲ့ဘဝတွေကိုပိုင်ဆိုင်နိုင်တယ်လို့တရားမျှတစွာနေထိုင်တာအချင်းတီလာကိုလည်းထိန်းထားနိုင်ပါတယ်။စိတ်ချမ်းမအီမှာလည်းသူနဲ့သူမတူညီပဲဒီဂရီစီစဉ်ရှိတယ်လို့ဆိုပါတယ်။စိတ်ပညာရှိစိတ်မဖရက်ဒီယဆိုရာစိတ်ချမ်းမအီကောင်းတဲ့တာမန်သူတွေမှာတောင်းဆိုရင်တော့ကနဲ့စိတ်ဖြစည်းမှုတို့ကပတ်ချလဲဝိုင်းနေတတ်ပါတယ်။တာမန်သူတွေနဲ့မတူတဲ့ဆန်ရွှဲနေသူတွေကိုစိတ်ရောကအပြိုစား နေစေယောကအပြင်းစားရှိပြီးယောဂါတွေတတ်မှတ်ထားပေမဲ့တာမန်လူတွေမှလည်းအစ်တလူတွေလောက်နေနေစိတ်ပီစိတ်မှုတွေခံစားနေရပါတယ်။ပညာရှင်ဖရဲ့ဆိုရာစိတ်ချောက်ချမှုယောဂါဆိုတာအပျော်ရွှင်မှုကနေစတင်ဖြစ်တာများတယ်လို့ဆိုပါတယ်။စိတ်ပညာရှင်မယ်ရီအဂျိုဒါကတော့စိတ်ကြမ်းမှန်ရဲ့အတွက်ရင်းကြီးဆုံးကကြုံတွေ့လာတဲ့ပဋိပက္ခတွေပဲဖြစ်ပါတယ်။ ထရန်ပတိပခာရဲ့ဒီဂရီစက်ပေါ်မှာမူတည်ပြီးစိတ်ချမှတ်ရဲ့အခြေအနေမတူညီပဲတုံးနဲ့တုံးကွာခြားသွားကြပါတယ်။ကျုံတို့တဲ့ပတိပခာတွေကိုဘယ်လိုကိုက်တဲ့ဖြည့်ရှင်းနိုင်တဲ့ပေါ်မှာမူတည်ပါတယ်။ဖြည့်ရှင်းနိုင်တဲ့ဆွေရင်ရှိမှုဒါမှမဟုတ်ဆွေရင်ချုပ်တဲ့မှုပေါ်မှာမူတည်ပါတယ်။မယ်ရီချိုဒါကအကောင့်ဘက်ကိုဆောင်လဲစိတ်ချမှတ်ရဲ့ဖြစ်ပေါ်အချက်၆ချက်ကိုဗုဒ္ဓစိတ်ပညာရှုထောင့်ကနေကိုကပြီးပေါင်းစပ်ပြီးတင့်လို့တဲ့အချက်တွေကိုဖော်ပြခဲ့ပါတယ်။နံပါတ်၁ အမှန်တရားကိုဦးတည်ခြင်း reality orientation အနောက်တိုင်းပြည်ရှင်တွေရဲ့ယူဆချက်တွေမှာဆိုရင်တာမန်လူတို့ဟာသူ့ရဲ့ရည်ချင်းတွေပေါ်မှာကဲဖြတ်တဲ့အခါတရားမျှတပြီးစစ်မှန်တဲ့အကဲဖြတ်ချက်ရှိရမယ်လို့ဆိုပါတယ်။သူ့ရဲ့ပတ်ဝန်းကျင်မှာဖြစ်ဖြစ်နေမှုတွေကဘာလဲသိနေရပါမယ်။အလဲလက်လန်းစိတ်ကိုခြေခံရမယ်။ပတ်ဝန်းကျင်ခြေနေကနေရှောင်ပြေးတာမျိုးမဖြစ်ရတယ်လို့မိမိစွမ်းရည်ထပ်ပို့ပြီးအကဲဖြတ်တာမျိုးမရှိသင့်ဘူးလို့ဆိုပါတယ်။ဗုဒ္ဓစိတ်ပညာကတော့အမှန်တရားကိုဦးတည်ပါတယ်။ အရာအားလုံးကတည်မြဲမှုမရှိဘူးပြောင်းလဲဖြစ်ပြနေတယ်အနေအဆာဖြစ်ပြနေတဲ့အကြောင်းကြောင့်စိတ်ကျဉ်မှုမရှိဘူးဆင်းရဲတယ်ဒုက္ခငါဆိုတဲ့အတ္တမရှိဘူးကိုမပိုင်ဘူးအစိုးမရဘူးဒါကြောင့်အတ္တကိုပယ်ရှားပြရမယ်အနတ္တဆိုတဲ့ချက်တွေကိုနားလည်ဖို့ပေါ့ရင်ကောင်းမွန်တဲ့စိတ်ကျန်းမာရေးကိုရရှိနိုင်ပါတယ်နံပါတ်1မိမိကိုယ်ကိုထားသည့်သဘောထား attitude towards the self ဟိုရစေပညာရဲ့လမ်းညွှန်ချက်အရတဘာဝတရားတို့ရဲ့မှန်ကန်မှုလေးလေးနက်နက်လက်ခံမှုအတွက်မိမိကိုယ်ကိုအတ္တဆိုတဲ့စိတ်ကိုထုတ်ပြရမယ်။စိတ်ချမ်းမှပြီးပျော်ရွှင်တဲ့ဘဝကိုရရှိဖို့ဆိုရင်ငါဆိုတဲ့အတ္တဆွဲနေတဲ့ဝါဒကိုထုတ်ပင်နိုင်တဲ့အစင်တီဂရီပေါ်မှာမူတည်နေပါတယ်။ချမ်းမှပြီးပျော်ရွှင်တဲ့ဘဝကိုရရှိနိုင်မှုကတော့နောက်ဆုံးမှာလူတယောက်အနေနဲ့မိမိရဲ့အတ္တကိုရှောက်ချနိုင်မှုအဓိကပါပဲ။အဲ့ဒီရဲ့ချက်ကလည်းစိတ်ရောကိုယ်ပါချမ်းသာဒုက္ခကိုပေးပါတယ်။ နံပါတ်3မိမိကိုယ်ကိုသိမြင်မှု self knowledge မိမိခန္ဓာကိုယ်ရဲ့ပြောင်းလဲမှုနဲ့စိတ်ပိုင်းဆိုင်ရာတို့ခွဲခြားသိမြင်လာကအတ္တကိုထိုးဖောက်သိမြင်နိုင်ဖို့အတွက်တရားထိုင်ခြင်းဖြင့်တွေးသိလာနိုင်ပါတယ်။စိတ်ထဲမှာအခိုင်အမာစွာရှိနေတဲ့ငါဆိုတဲ့အတ္တတွေကိုရှင်းချလာနိုင်ပါတယ်။ပြီးတော့ရှင်းရှင်းလင်းလင်းသိလာနိုင်သလိုစိတ်ခွန်အားရဲ့တောက်ပမှုတွေပါပေါ်ထွက်လာနိုင်ပါတယ်။နေ့စဉ်နေ့တိုင်းမှာတရားထိုင်ခြင်းကိုပြုလုပ်လာနိုင်ရင်လူတစ်ယောက်ကမိမိစိတ်ကိုမိမိတည်တည်ထားလာနိုင်ပါတယ်။ ိမိစိတ်တွေဘလို့ဖြစ်နေလဲဘာတွေတွင်းနေလဲသိလာနိုင်ပါလေဒေါသစိတ်မနာလိုဝင်သူစိတ်တခြားလူတွေနဲ့နှိုင်းရှင်ပြီးတဲ့စိတ်မိမိမပိုင်ဆိုင်တဲ့အရာကိုလိုချင်သတ်မှတ်စိတ်စားတဲ့စိတ်တွေကိုတတိနဲ့ပြန်လဲတုံ့ပြန်နိုင်ပြီးထိ ंछ ုံနိုင်ကအောင်မြင်ကျော်လွှားနိုင်ပါမယ်အဲ့ဒီအချက်ကပဲစိတ်ကြမ်းမှရေကိုကောင်းမွန်စေပါတယ်။နံပါတ်၄မိမိဆန္ဒလေးကမိမိဘာသာထိန်ချုပ်နိုင်ခြင်း voluntary control and autonomy ပေါ်တော့စိတ်ပညာရာတရားထိုင်ခြင်းပြီးစိတ်ကိုလေ့ကျင့်မှများလာရင်စိတ်ကနုညံ့ပျော်ပြောင်းလာတဲ့အတွက်ငြိမ်အိမ်မှုရရှိစေပါလေစိတ်ကတန်ရှင်းပွေလင်းလာတဲ့အတွက်အလိုအလျောက်အတွေးတွေအခြေအနေရဖြစ်လာတဲ့စိတ်လုံရှားမှုတွေစိတ်တွန်းအားကြောင့်ဖြစ်လာတဲ့အပြုအမူတွေကိုလည်းဖယ်ရှားကျော်လွှားနိုင်ပါတယ်အဲ့ဒီအချက်ကြောင့်ပဲစိတ်ချမ်းမြေဒုက္ခကိုရရှိစေနိုင်ပါတယ်နံပါတ်5စိတ်ခံစားမှုရည်ချင်တဲ့အခြားလူတွေနဲ့ဆက်နွယ်မှုမှာကျေနပ်နဲ့တတ်ခြင်း ability to form sensitive and satisfying relations with others မိမိမှာရှိနေတဲ့စိတ်ဆက်စိတ်ချမ်းသာတွေဩဇာအာဏာတွေစုံမချေနိုင်မှုတွေအပေါ်မှာထားတဲ့မာမနာတွေရှော့ချနိုင်ရမယ်လို့ဗုဒ္ဓစိတ်ပညာကလမ်းညွှန်ပါတယ်မာမနာစိတ်တွေအတ္တစိတ်တွေအစားအခြားလူတွေအပေါ်မှာဂယုဆိုင်မှုခင်မင်းရင်းနှီးမှုတစ္ဆာရှိမှုနဲ့ဂယုနာစိတ်ထားမှုတို့ကိုအစာထိုးပြောင်းလဲထိန်းချုပ်ဖို့လိုပါတယ် အဒီစိတ်တွေအစာထိုးထိန်ချုပ်နိုင်ရင်တခြားလူတွေနဲ့ဆက်နွယ်မှုမှာကျင်းနဲ့နှစ်သက်မှုရရှိပြီးစိတ်ချမ်းသာရေကိုကောင်းစေပါလေ။နံပါတ်6ရုပ်ခန္ဓာနဲ့စိတ်တို့ရဲ့ပေါင်းစပ်မှု body mind integration ရုပ်ရုပ်လူတွေရဲ့ဘဝတွေကိုလေ့လာကြည့်ရင်ရုပ်ခန္ဓာနဲ့စိတ်တို့ကတပေါင်းနဲ့လှုပ်ဆောင်နေဆိုတာသိမြင်နိုင်ပါလေ။တရားထိုင်တဲ့သူတွေအတွက်တော့ပိုပြီးသိမြင်လာနိုင်ပါလေ။တရားထိုင်ခြင်းကြောင့်ဉာဏ်သက်ရေးချမှုနဲ့ထိုးထွင်းသိမြင်မှုဆိုတဲ့စိတ်တွေဖွံ့ဖြိုးတိုးတက်လာနိုင်ပါလေ။ ဗုဒ္ဓစိတ်ပညာအရလမ်းညွှန်မှုအရတရားထိုင်ခြင်းဖြင့်စိတ်ပိုင်းဆိုင်ရာပိုင်းညီမှုရှိလာတဲ့အတွက်စိတ်ကျမ်းမာရေးကိုကောင်းစေတယ်လို့ဆိုပါတယ်။ဗုဒ္ဓစိတ်ပညာအရစိတ်ကျမ်းမာရေးကိုအစိုးဘက်ကဆောင်တဲ့အချက်၅ချက်ရှိပါတယ်။အောက်ဖော်ပြပါချက်တွေကစိတ်ကျမ်းမာရေးကောင်းမှုအဟံသာဖြစ်စေတဲ့အချက်တွေဖြစ်ပါတယ်။နံပါတ်၁လူချင်းတတ်မှတ်မှုများနေတဲ့စိတ်ကာမစန္ဒနံပါတ်၂ရှမ်းလို့မုန်းတိတတ်တဲ့စိတ်ပြပါရနံပါတ်၃ပြင်းရည်ခြင်းနဲ့ထိုင်မှန်ခြင်းဖြစ်နေတဲ့စိတ်ထိနာမိတ်တာ ံပါတ်၄မတင်ငိမ်ပြန့်လွင့်ခြင်းနဲ့ဆိုရင်တော့ကဖြစ်နေတဲ့စိတ်အိုဒစ်ဆောက်ဂုတ်ဂုစာနံပါတ်၅ရုံမားတန်တဲ့ဖြစ်နေတဲ့စိတ်ဝီစီကိစ္စဆရရီဖြစ်ပါတယ်အထက်မှာဖော်ပြခဲ့တဲ့စိတ်ခြေနေရရှိနေရင်စိတ်ကြမ်းမရဖွံ့ဖြိုးဖို့အတွက်အသားအဆီဖြစ်လို့အဟံသားရလို့ခေါ်ခြင်းဖြစ်ပါတယ်။ဘုရားစိတ်ပညာမှာတည်ယူရတဲ့စိတ်လေးခြင်းခံဖြစ်တဲ့တရားထိုင်ပြီးဘာဝနာနှမျိုးရှိတယ်လို့ဆိုပါတယ်။စိတ်တည်ငြိမ်မှုတမာရီအောင်တရားထုတ်ခြင်း တမထဘာဝနာနဲ့ထိုးထွင်းသိမြင်မှုဉာဏ်အတွက်တရားထုတ်ခြင်းဝိပဿနာဘာဝနာလို့ဖြစ်ပါတယ်စိတ်ငြိမ်မှုအတွက်တရားထိုင်ခြင်းကတော့စိတ်ထဲမှာရှိနေတဲ့အနှောင့်အယှက်တွေကိုသတိပိတ်ပင်ပြီးလုံးဝတည်ငြိမ်တဲ့စိတ်ကိုရရှိစေပါတယ်။အဲ့ဒီလိုတရားကျင့်တာရဲ့အထက်မှာဖော်ပြခဲ့တဲ့အဟံသားတွေကိုဖယ်ရှားအောင်မြင်နိုင်ပါတယ်။နံပါတ်၁တည့်အချက်ဖြစ်တဲ့လူချင်းတတ်မှတ်မှုများတဲ့စိတ်ရှိသူကဘာနဲ့တူတယ်လဲ။ဥပမာပြောရမယ်ဆိုရင် ဝါစိမ့်နေပြန်ဆိုင်တဲ့ရောင်ဆောင်တန်းနေတဲ့ရေတွေရှိတဲ့ရေကန်တွေကရေနဲ့တူပါတယ်။ရေကန်ကိုကြည့်လိုက်ရင်ကြည်လင်မှုမရှိတဲ့ရှုပ်ထွေးနေပါတယ်။ရေကန်ထဲမှာလူနှစ်ယောက်ရှိနေတော့တယောက်ရဲ့မျက်နှာကိုအခြားတယောက်ကမမြင်ရအောင်ရေကရောင်ဆောင်တန်းပြီးရှုပ်ထွေးနေတယ်လို့ပါပဲ။လူချင်းသတ်မှတ်မှုများတဲ့သူရဲ့စိတ်ကအမြဲရှုပ်ထွေးနေတတ်ပါတယ်။ဒါကြောင့်စိတ်ချမ်းသာရေကိုအဆိုးပဲရောက်စေပါတယ်။နေ့အချက်ကတော့ yellow multi-tethered စိတ်ရှိတဲ့သူကတော့ ဥပမာပေးရရင်ပပွက်ဆူနေတဲ့ရေတွေရှိတဲ့ရေကန်နဲ့ကရေတွေနဲ့တူပါတယ်ရေကန်အောင်ချိလိုက်ရင်ရေတွေကပပွက်ဆူနေတယ်လို့ရံလုံးမုန်တိစိတ်ရှိသူကလည်းစူပူထကြွရောင်ရွက်ခံနေတတ်ပြီးအမြန်ဆိုရင်တော့ကရရှိတတ်ပါတယ်အဲ့ဒီအချက်တို့ကြောင့်စိတ်ချမ်းမရေကိုဆိုးဝါးစေပါတယ်နံပါတ်3တောင်းချက်ကတော့ပြင်းရင်ချင်းနဲ့ထိုင်မှန်ချင်းဖြစ်နေတဲ့စိတ်ရှိသူကဥပမာပေးရရင်ရှင်ကြီးတွေရေမောပင်တွေနဲ့ပြည့်နေတဲ့ရေကန်တွေရရှိနေတူပါတယ် ရှင်ကြီးတွေရေမောပင်တွေနဲ့ပြည့်နေတဲ့အတွက်ထွင်ပေါက်ချလို့မရအောင်အမိုက်တွေနဲ့ထိုးထက်နေပါတယ်။ပြင်းရင်ချင်းနဲ့ထိုင်မှချင်းရှိနေတဲ့စိတ်ရှိသူတွေကလည်းသူတို့စိတ်တွေကတိလန့်ထိုင်မှန်ပြီးစိတ်အမိုက်တွေနဲ့ပြည့်နေတတ်ပါတယ်။အဲ့ဒီအချက်ကပဲစိတ်ကြမ်းမှန်ရေကိုအဆိုးပဲရောက်စေပါတယ်။လေးချက်ကတော့မတိမငိမ်ပြန့်လွင့်ခြင်းနဲ့စိုးရိမ်တော့ကရှိနေတဲ့စိတ်ရှိသူတွေကိုဥပမာပြုရရင်လေတိုက်ပြီးတက်ကိုင်းချောက်တွေအမိုက်တဲရိုက်တွေကြပြီးဖယူဖယဲဖြစ်နေတဲ့ရေကန်တွေကရေနဲ့တူပါတယ် ရေကောင်ချစ်လိုက်ရင်အမိုက်တွေနဲ့ရှုပ်ထွေးပြီးရေတွေလည်းမချီလင်းပဲနောက်ချီနေပါတယ်။မတိမငိမ်ပြလိုက်ခြင်းနဲ့စိုးရိမ်တော့ကရှိနေတဲ့သူတွေကလည်းအမြဲပဲစိတ်လှုပ်ရှားမှုမထိန်နိုင်ပဲစိတ်ရှုပ်ထွေးနေတတ်ပါတယ်။အဲ့ဒီအချက်ကြောင့်ပဲစိတ်ကြမ်းမှန်ရေကိုအဟန့်သာဖြစ်စေပါတယ်။နံပါတ်5အချက်ကတော့ယုံမားတန်တရားစိတ်ရှိတဲ့သူတွေကိုဥပမာပေးရရင်ရှုံညုံထူထပ်နေပြီးပွားထနေတဲ့ရေကန်တွေကရေနဲ့တူပါတယ် ရွှေညုံထူထပ်နေတဲ့ရေခဲတွေကရေကချီလင်မှုမရှိပဲအမြဲပဲနှောက်ချနေပြီးမိမ့်မိန်နေပါတယ်။ရုံမတန်တဲ့စိတ်ရှိသူတွေရဲ့စိတ်ကလည်းအမြဲပဲတိမ်ထူနေတယ်လို့အုံမိုင်းမိမ့်မိန်နေတယ်လို့ဖြစ်နေအောင်စိတ်ကမချင်းမလင်းဖြစ်နေတတ်ပါတယ်။အဲ့ဒီအချက်ကပဲစိတ်ကြမ်းမာရေကိုအဆိုးပဲရောက်စေပါတယ်။ အထက်မှာဖော်ပြခဲ့တဲ့စိတ်ခြေနေတွေရှိနေရင်အောင်မြင်စွာကြော်လွားဖယ်ရှားနိုင်မှုအတွက်ကတတိပဋ္ဌာန်းဆိုတဲ့တရားထိုင်ခြင်းကိုသာပြုလုပ်ဆောင်ရရမှာဖြစ်ပါတယ်။လူချင်းတမမှုစိတ်ဆန္ဒများလာရင်တန်ရုံးစင်နဲ့ဆွေရင်တော်ကားတွေအားကောင်းလာတတ်ပါတယ်။ရံလုံးမုံတိတဲ့စိတ်တွေအားကောင်းလာရင်အညူအသိထားမှုတွေမကြေမနက်စိတ်တွေအားကောင်းလာတယ်လို့စိတ်တက်ကတော့ကြာလာနိုင်ပါတယ်။ ြင်းရင်ချင်းနဲ့ထိုင်မှန်ချင်းဖြစ်နေတဲ့စိတ်ကတော့စိတ်အားထက်သန်မှုစိတ်သက်သာမှုစိတ်သက်ခွန်အားတွေညော့နေပြောက်ကွာလာပြီးလူပဝါကိုညီးငွေကပြင်းမှန်းလာတာကြောင့်အလျှော့ပြီးတိတ်ဆုံးခြင်းတွေဖြစ်လာနိုင်ပါတယ်။မတည်မငြိမ်ပြန့်လွင့်နေတဲ့စိတ်ကတော့စိတ်လုံရှာမှုမထိန်နိုင်တယ်လို့စိတ်အသက်အကျနဲ့မြန်နေပါတယ်။ချမ်းသာဒုက္ခရလို့ပျော်ရွှင်လိုက်အဲ့ဒါကိုပဲမနစ်သက်တယ်လို့ဖြစ်လိုက်နဲ့ထိတွေ့မှုမှန်တဲ့များကိုမချေမနှက်ဖြစ်နေတတ်ပါတယ်။ ရုံမှတန်တရားဖြစ်နေတဲ့စိတ်ကတော့ဘဝအတွက်ရည်မှန်ချက်တွေလှုံ့ဆော်ရမယ့်ကိစ္စတွေကိုတန်တရားစိတ်ကပဲပိတ်ဆို့နေတဲ့အတွက်အောင်မြင်မှုမရနိုင်ပဲဖြစ်နေတတ်ပါတယ်စိတ်ချမရည်ကိုဟန်တာဆိုးဝါစေတဲ့အချက်မျိုးမျိုးကိုပြပြဆွေးပေါ်တော့နေ့စဉ်နေ့တိုင်းစိတ်ပိုင်းဆိုင်ရာလေ့ကျင့်ခန်းဖြစ်တရားထိုင်ခြင်းသာအကောင်းဆုံးလို့ဗုဒ္ဓစိတ်ပညာကဆိုပါတယ် လူချင်းသမတ်သက်စိတ်များတဲ့သူကတော့တရားထိုင်ခြင်းဖြင့်လူချင်းသမတ်စိတ်တွေချောချနိုင်ပြီးအစာအသောက်ကိုချိုးချန်စားလာနိုင်ခြင်းမိရွှေတွေနဲ့ကောင်းမွန်စွာဆက်ဆံနိုင်ခြင်းကောင်းမွန်တဲ့စကားအသာပြောပြီးမကောင်းတဲ့အသင်ဖြင့်စကားပြောခြင်းကိုရှောင်ကျဉ်လာနိုင်ခြင်းဆိုတဲ့အကျိုးရရှိနိုင်ပါတယ်။ရလုံးမုံတီစိတ်ရှိတူအားနဲ့တရားထိုင်ခြင်းကြောင့်တနာကျင်နာခြင်းအမှန်တရားကိုမြင်ခြင်းစိတ်ရှိခွင့်လွှတ်ခြင်းနဲ့ခန္ဓာရင်းရှိခြင်းစတဲ့အကျိုးကိုရရှိနိုင်ပါတယ်။ ပြင်းရင်ချင်းနဲ့ထိုင်မှချင်းဆိုင်ရှိသူကလည်းအစားအစာကိုချင်းချင်းစားပြီးလေကောင်းလေတန်ရတဲ့ပြင်ပနေရဆင်းချင်လျှောက်ကတရားထုတ်ခြင်းဖြင့်အာယုံတိမှုတွေပူကောင်းလာနိုင်ပြီးစိတ်တည်ငြိမ်မှုကိုရရှိနိုင်ပါတယ်။ယုံမတန်တရားဆိုင်ရှိသူကလည်းတရားထိုင်ခြင်းဖြင့်ဖရာတရားတန်ခါဆိုရရင်တော့မပေါ်ယုံကြည်လာပြီးဝေဖန်ခြင်းကနေသိဆုံးခြင်းတန်တရားကိုသိမြင်လာခြင်းတစ္ဆာတရားကိုသိမြင်လာခြင်းဆိုတဲ့အကျိုးကျေးဇူးတွေရလာနိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာဒုက္ခချမ်းသာမန်ချယ်ဝယ်ပြီးရင်အနောက်ပိုင်းစိတ်ပညာရဲ့ဘာသာရပ်ခွဲတစ်ခုဖြစ်တဲ့ကုကန်းဆိုင်ရာစိတ်ပညာ clinical psychology ကအဓိကထားလေ့လာတဲ့အချက်တွေမှာစိတ်ရောဂါမျိုးစားတွေကိုယောဂဖော်ပြခြင်းနဲ့ကုသပေးခြင်းတို့ဖြစ်ပါတယ်ပြီးတော့စေယောကနဲ့ပတ်သက်ပြီးသိပ္ပံနိကြစွာအယုံဆိုင်လာတဲ့အချက်ကတော့စိတ်ချမ်းမရေကောင်းမွန်စေတဲ့အချက်တွေကိုလေ့လာဖော်ထုတ်ပြဖို့ဖြစ်ပါတယ်။ ဟိုရစိတ်ပင်နာကတော့လွန်ခဲ့တဲ့နှစ်ပေါင်း2500ကျော်ကလေးကကောင်းမွန်တဲ့စိတ်ပိုင်းဆိုင်ရာချမ်းသာဒုက္ခရရှိဖို့ပြုစုပျိုးထောင်ပေးရမယ့်အချက်တွေရဲ့စိတ်ပိုင်းဆိုင်ရာပြဿနာတွေကိုသတ်မှတ်ရှာဖွေပေးတာရဲ့ကုသပေးဖို့အတွက်ရည်ရွယ်ပါဖော်ထုတ်ခဲ့ပြီးဖြစ်ပါတယ်။နောက်ပိုင်းစိတ်ပညာရှင်တွေကဗုဒ္ဓစိတ်ပညာဆိုင်ရာအချက်တွေကိုခြေခံပြီးစိတ်ကျမ်းမာရေးကောင်းစေဖို့ရှုထောင့်လေးမျိုးနဲ့သင်ပြခဲ့ကြပါတယ်။ရှုထောင့်လေးမျိုးကတော့နံပါတ်1တွေးသိမှု cognitive နံပါတ်2စိတ်ဆော်မှု motivation နံပါတ်3စိတ်လှုပ်ရှားမှု emotion နဲ့အာရုံစိုက်ခြင်း attention တို့ဖြစ်ပါတယ်စေပိုင်ဆိုင်ရာဗန်ညီမှုမရှိရခြင်းအကြောင်းရင်းတွေကတော့လူင်ဆန္ဒတွေပြင်းပြခြင်းမကြေမနက်ဖြစ်ခြင်းနဲ့စိတ်ဆွဲလန်းခြင်းဆိုတဲ့အချက်တွေဖြစ်ပြီးအဲ့ဒီအချက်တွေကပဲလူတွေမှာစိတ်ရောဂါခံစားရတာဖြစ်ပါတယ်။ဒါကြောင့်မူသားတွေအနေနဲ့မိမိရဲ့စိတ်တွေကအချက်တွေကိုနားလည်ဖို့လိုအပ်ပါတယ်။ပြင်ပလူမှုဆက်ဆံရေးပတ်ဝန်းကျင်နဲ့မကြေမနက်စိတ်ဖြစ်အောင်ပတ်ပို့ပေးတဲ့အခါပို့ဆိုးလာစေပါတယ်။ ဘုရားတရှိချင်ချာရှိခဲ့တဲ့ခင်နဲ့အခုခင်နဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်အခုခေကပြမရာဝတ္ထုတွေလွမ်းမှုမှုကိုခံရပြီးခင်မတိုးတက်နေတဲ့ရာဝတ္ထုတွေအပေါ်တမိုးထားပြီးလိုချင်သက်မှတ်စိတ်တွေဖြစ်လာကြပါတယ်။အပြောပန်းလိုက်ဆိုင်ရတာအကောင်းဆုံးဝါလားလူလက်ခံထားသူတွေကများပါတယ်။တရားမှုကိုရှာနေကြပါတယ်။စမုဒိဗေတွေကလည်းဖွင့်ပြလာပြီးကော်ပီစီးတွေမြများထုတ်မြများတောင်းဆိုတဲ့ဝါဒကိုလက်ခံလာကြပါတယ်။ လူနေမှုအဆင့်အတန်းမြန်မာအောင်ကြိုးစားကြရင်စွန့်ရင်တော်ကားတွေများလာကြပါတယ်အဲ့ဒီအချက်တွေကပဲလူသားမျိုးဆက်မျိုးဆက်တွေမှာစိတ်မကြည်မနှံ့မှုတွေဖြစ်ပေါ်လာအောင်ပံ့ပိုးပေးနေပါတယ်။ဘောရစိတ်ပညာကတော့လူမှုကျင့်ဝတ်ကိုအဓိကထားတဲ့ဘဝနေထိုင်မှုပုံစံဖော်ပြခဲ့ပါတယ်။တာမန်လူတွေမှာလည်းကိုချင်းတင်တာစောက်ထဲမှုလို့တယ်လို့ဘုရားဘာသာဝင်ယဟန်တန်ကတွေမှာလည်းတင်းကျပ်တဲ့ကိုချင်းတင်တာတွေကိုစောင့်ထိန်စီပါတယ်။ လူချင်းသမတ်သက်စိတ်တွေလျှော့ချပြီးရောင်ရဲခြင်းဆိုတဲ့ဘဝနေထိုင်မှုပုံစံကိုလမ်းညွှန်ခဲ့ပါတယ်။စိတ်ပိုင်းဆိုင်ရာမှာဗန်းညင်မှုမရှိဘဲစိတ်ကြမ်းမှုရှိနိုင်တဲ့အချက်တွေကိုရှုထောင့်အမြင်လေးမျိုးနဲ့ရှင်းပြခဲ့ပါတယ်။ဘုရားစိတ်ပညာရဲ့ဖော်ပြချက်မှာအရေးအကြီးဆုံးချက်ကတော့ရှုထောင့်အလုံးကိုစိတ်တည်ငြိမ်အင်ချက်မှုဒါမှမဟုတ်ပန်းညီများတဲ့စိတ်ကိုစံထားပြီးဖော်ပြခဲ့ပါတယ်။အဓိကချက်ကတော့ဘုရားစိတ်ပညာကဥပ္ပခါဆိုတဲ့စကားလုံးကိုအလေးထားပါတယ်။ ဗုဒ္ဓရဲ့ဟောပြောတဲ့တရားတွေစကားတွေထဲမှာစေတရားချင်းတဲ့အခါအပြင်းထန်ကြင်ကျင်းတဲ့ပြင်းရည်လေးလံခြင်းဆိုတဲ့အစွန်းနှစ်ဖက်ကိုရှောင်ပြီး အလေလက်လန်းစိတ်ကိုလိုက်ရမယ်လို့ဆိုပါတယ်စိတ်ကိုနှိုးဆမှုတွေများရင်ပြင်းပန်းနှွမ်းနေနိုင်တယ်လို့နှီးကွေလေးလံစွာကြင်ကျင်းမှုများရင်လည်းနှိုးဆွဆိတ်ဆုံမှုအားနည်းလာနိုင်ပါတယ် ဗုဒ္ဓကပြဆောင်းသိခတ်တဲ့အခါမှာစောင်းကျိုးတွေကတင်းလုံးလုံးမရတလို့ရှော့လုံးရင်လည်းမရပဲစောင်းကျိုးကိုတိခတ်လို့ရအောင်ကျုံညီရတလို့နှိုင်းရှင်ဟောပြခဲ့ပါရဲ့ဗုဒ္ဓဘာသာရဲ့ယဟန်တန်ခါနဲ့တမန်လူတွေရဲ့ကြင်ကြင်နေထိုင်မှုအဆင့်ကကွာခြားတာကိုတွေ့ရပါတယ်လောကီကြီးပဲဖြစ်ပြီးလောကုတ္တရာကြီးမှာပဲဖြစ်ဖြစ်စိတ်ပိုင်းဆိုင်ရာဗဉ္ညမှုမှာမရှိရင်စိတ်ကြမ်းမှရဒုက္ခကိုခံစားရမှာမဟုတ်ဘူးလို့ဆိုပါတယ် စိတ်ပိုင်းဆိုင်ရာဗန့်ညင်မှုရရှိဖို့ပထမအဆင့်ရှာဖွေရမှာကတော့စိတ်ဆော်မှုကြောင့်ဖြစ်လာတဲ့အပြုတ်အမူဖြစ်ပါတယ်။ဖြစ်ပေါ်လာတဲ့အပြုတ်မူကရွေးချယ်ရှိရှိနဲ့ကိုယ်ပိုင်ဆုံးဖြတ်ချက်ကအရေးပါတဲ့ရှေးဝှက်ချက်ဖြစ်ပါတယ်။အစီအမံမှုကိုအခြေခံထားတဲ့စိတ်ဆန္ဒတွေစိတ်ပြင်းပြမှုတွေအာမိမိကိုကိုကိုရောတခြားလူတွေအတွက်ပါပျော်ရွှင်မှုတွေကိုဦးတည်နေပါတယ် အစစ်မှန်မှုကို အခြေခံတဲ့အတိုင်းအတာပုံမူတည်ပြီးစစ်ဆောင်မှုကပန်းညေစွာဖွံ့ဖြိုးစေတာဖြစ်ပါတယ်။ပုံရစိတ်ပညာအရာကတော့လူတွေရဲ့စိတ်ဆန္ဒတွေကိုလွှမ်းမိုးတဲ့ချက်တွေကတော့လောကီရေမှာခံစားမှုဖြစ်စေဖို့လုံဆောင်စိတ်ကိုအခြေခံတဲ့တာယာမှုကာမတဏနဲ့မိမိဘဝမိမိအတ္တကိုပြင်ပြစွာဗဟုပြုနေတဲ့စိတ်ဘဝတဏတို့ဖြစ်ပါတယ်။ ဲ့ဒီစိတ်တွေနဲ့ပဲအရာရာကိုစောက်ကန်ထားမိတဲ့အတွက်ရောင်ရဲတင်းတိမ်ချင်တဲ့ဗန်းညီနဲ့ချင်းဆိုတဲ့ဘဝမျိုးတွေကိုမရရှိနိုင်ပဲဖြစ်ရပါတယ်။အရာဝတ္ထုတွေပေါ်ဆွဲလန်းတဲ့သူတွေမှာခဏတ aya မှုကနေမချိန်နဲ့နိုင်ပဲအမြဲတ aya မှုကိုရချင်လာပါတယ်။အဲ့ဒီလိုလူတွေမှာကောင်းတဲ့ဆက်ဆော်မှုတွေပျောက်ဆုံးသွားပြီးဆွဲလန်းတဲ့အရာကိုဒါဆက်ရောက်နေတဲ့အတွက်ကောင်းမွန်စွာမနေနိုင်တော့ပါဘူး။ညာတော့အဖြစ်အရက်ဆွဲသူလောင်းကစားဆွဲနေသူတွေချိန်တင်နိုင်ပါတယ်။ ဲ့ဒီကိုရဲ့တွေ့ထဲမှာတဝက်လည်းလည်းဖြစ်နေတဲ့အတွက်ကျမကြီးကိုလည်းစိတ်မဝင်စားကြတော့ဘူး။သူတို့ရဲ့ဘဝတွေကိုတမောရှိရှိနေထိုင်မှုဆက်ဆောင်မှုတွေကိုစိတ်မဝင်စားတော့သူတို့သူတို့ရဲ့တွေးသိမှုဆိုင်ရာကြံ့ကျင်မှုကိုလည်းသူတို့ဆွဲလန်းတဲ့အရာကပေးတဲ့တရားမှုကပဲဖြည့်ဆည်းလိုက်ပါတယ်။ ပြောပန်းလိုက်စားမှုစိတ်ဆန္ဒရှိသူတွေအနေနဲ့တချို့လူရင်းဆန္ဒတွေကရရှိလာပြီးမြင်ကျဉ်းနှတဲ့တမှုမရှိတဲ့အခြေအနေဖြစ်နိုင်တယ်လို့အခြားလူရင်းဆန္ဒတွေကအဆက်မပြတ်တရားမှုရတဲ့အတွက်ကျဉ်းနှတဲ့တဲ့အခြေအနေရှိနိုင်ပါတယ်အပြောပန်းလိုက်စားရင်လူမှုဝင်ကြီးလူမှုကျင်းဝတ်နဲ့တွေးလိုက်စိတ်ထဲမှာဆုံးဆုံးဆလောင်ဖြစ်လာနိုင်ပါတယ်ဘလောက်ပဲနှစ်သက်နှစ်သက်နောက်ဆုံးတော့ပြင်းရင်ကြီးဝေလာနိုင်ပါတယ် ဘုရားစိတ်ပညာကတော့အပျော်ပန်းလိုက်စားသူကလွန်အမင်းကိုဆွချိုးရနိုင်တဲ့ဘဝနေထိုင်မှုပုံစံလို့ဆိုပါတယ်။ဒါကြောင့်အစွန်းနှစ်ဖက်ဖြစ်တဲ့အပျော်ပကိလေသာတွေကိုအလွန်အမင်းခံစားခြင်းဆိုတဲ့အချက်နဲ့မိမိကိုယ်ကိုဆင်းရဲဒုက္ခရအောင်ချိုးချံချွေသာနေထိုင်ခြင်းဆိုတဲ့အချက်ကိုရှောင်ကြဉ်ရပါမယ်။မစ္စိမပရိပရာဆိုတဲ့လယ်လက်လန်းစင်ကဒါအကောင်းဆုံးဖြစ်ပါတယ်။ ဖော်ရန်စိတ်ပညာရရတော့အစွန်းနှစ်ဖက်ကိုရှောင်ပြီးစိတ်ပိုင်းဆိုင်အားဆစ်ဆော်မှုပဲညီမှုရစေဖို့လွမြောက်ရာပန်းလိုက်စီသွားတဲ့လမ်းဖြစ်တဲ့မြင်းမြတ်တဲ့မက်ကင်ရှစ်ပါလမ်းကိုဖော်ပြခဲ့ပါတယ်။ခုခန်းဆိုင်ရာလေ့လာချက်ရစိတ်လှုပ်ရှားမှုဆိုင်ရာရှုထောင့်အနေနဲ့ကတော့တချို့အချက်တွေကပြန်လည်ကောင်းမွန်လာစေပါတယ်။ အစိုးရဘက်ကိုဆောင်နေဆိတ်လို့ရမှုတွေဖြစ်တဲ့ဒေါသကြီးခြင်းလူရင်းဆန္ဒမပြည့်ခြင်း အပြစ်ရှိတယ်လို့ခံစားရခြင်းစိုးရိမ်တုံ့ကန်နဲ့စိတ်တရားဖြစ်ခြင်းစိတ်ကြခြင်းပြင်းညီဝင်ခြင်းနဲ့အကျဉ်းဆိုးကို ပြန်လုံးမိမှစိုးရိမ်ထိန်းလန့်ခြင်းတို့ဖြစ်ပါတယ်။နေ့စဉ်တရေပဋ္ဌာန်းလေးခြင်းချင်းဖြင့်တပြေးပြေးကောင်းတဲ့စိတ်အာရုံဆိုင်မှုအစင်းရလာတဲ့အတွက်ဆွဲလန်းနေတဲ့အရာတွေနဲ့ဆွဲဆောင်မှုကလည်းရုံထွက်လာနိုင်ပါတယ်။ ဒီနေ့ခေတ်မှာအတို့ရောင်ပေါ်ရင်တွင်နေနေတဲ့ဘဝပုံစံတွေဟန်ဆောင်မှုဖောင်းလွှမ်းနေတဲ့ပုံစံတွေလွဲမတဲ့လူမှုဆက်ဆံရေးတမိုးထားမှုတွေကြောင့်မိသားစုတွေအတွင်းမှာကောင်းမွန်စွာနေထိုင်နိုင်ခြင်းကိုပျက်စီးစေပါတယ်။ဘုရားစိတ်ပညာကတော့ယူသားဖြစ်စဉ်တဲ့ဘဝကမှနောက်ဆုံးမှချမ်းသာဒုက္ခကိုရရှိနိုင်တယ်လို့ဆိုပါတယ်။စိတ်ပြစိတ်ပိုင်းဆိုင်ရာဗဏ္ဍာမှုရှိဖို့အယုံဆိုင်မှုအစိတ်ကိုကံကြံဖြည့်ရှင်းနိုင်ဖို့လိုပါတယ်။ တရားထိုင်ခြင်းဖြင့်ကမ္ဘာလောကကြီးကိုအကောင်းမြင်လာမယ်။အာယုံဆိုင်မှုကောင်းလေ၊ပျော့ခြင်းနဲ့စိတ်နှောက်ယှက်ဖြစ်ခြင်းတို့လျော့နေလာမယ်။မှားယွင်းတဲ့တွေးတိမှုတွေလျော့နေလာစတဲ့အကျိုးကျေးဇူးတွေကိုရရှိနိုင်ပါတယ်။စိတ်ချမ်းသာရေးကောင်းမွန်စေပြီးစိတ်တည်ငြိမ်မှုရှိစေတဲ့အချက်၅ချက်ရှိပါတယ်။စိတ်တည်ငြိမ်မှုကိုဥပိ္ပခါလို့ခေါ်ပါတယ်။အတိတ်ပဲကတော့လူချင်းတမန်ထိန်ချုံနိုင်ပြီးအနေငယ်တန်ရယူလိုတဲ့စိတ်ထားကလက်ညီများတဲ့အလေလက်လန်းစင်တိုင်းပြမှုနေထိုင်ခြင်းဖြစ်ပါတယ် ပထမချက်ကတော့ဈာနေခံစားမှုအဖြစ်ကျင့်ကြံနေထိုင်ခြင်းဖြစ်ပါတယ်။ပျော်ရွှင်သားရတဲ့စိတ်ခံစားမှုနဲ့ပဲကြုံကြုံ၊နာကျင်ဝမ်းနည်းစေတဲ့စိတ်ခံစားမှုနဲ့ပဲကြုံကြုံအလွန်အမင်းခံစားမှုမဖြစ်ပဲဈာနေအလေလက်ခံစားမှုအဖြစ်ထိ ंछ ုံနေထိုင်နိုင်ခြင်းဖြစ်ပါတယ်။ ဒုတိယချက်ကတော့လောကဓာတ်နဲ့ကြုံတွေ့ရင်တွင်းကြီးနဲ့စိတ်ထားနိုင်ရပါမယ်။ဘဝမှာကြုံတွေ့ရတဲ့လောကဓာတ်ရှစ်ပါးဖြစ်တဲ့ဆုံရှုံခြင်းနဲ့ရယူပိုင်ဆိုင်ခြင်း၊မကောင်းတဲ့တင်ကြော်ကြခြင်းနဲ့ကောင်းတဲ့တင်ကြော်ကြခြင်း၊ပြစ်တင်ရှုတ်ချခြင်းနဲ့ချစ်ကျူးဂုဏ်ပြုခံရခြင်း၊နာကျင်ဝမ်းနည်းစေခြင်းနဲ့တာယာပျော်ရွှင်စေခြင်းဆိုတာတွေနဲ့ကြုံရင်စိတ်တည်ငြိမ်စွာနေနိုင်ခြင်းဖြစ်ပါတယ်။ တတိယချက်ကတော့လောကမှာဘာနဲ့ပဲကြုံတွေ့တွေ့စိတ်တည်ငြိမ်မှုဖြစ်လာစေဖို့တရားထိုင်ခြင်းကအကောင်းဆုံးဖြစ်ပြီးစိတ်လှုပ်ရှားမှုတွေကိုသာစေပိတ်ပင်နိုင်ပါတယ်တရားထိုင်ခြင်းဖြင့်ကောင်းမွန်တဲ့စိတ်ရည်ချင်းစဉ်လေးစဉ်ကိုရရှိခံစားနိုင်ပါတယ်။အဲ့ဒီစဉ်ကြီးကိုပါဠိလိုဇန်လို့ခေါ်ပါတယ်။ပထမအဆင့်ကတော့အရှုခံအရာကိုစူးစမ်းရှာဖွေခြင်းဝိတက်ကဖြစ်ပြီးအသက်ရှူထုတ်တာဥဆောင်ချရတယ်လို့အကျိုးပြည့်စုံတဲ့အချက်တွေကိုလည်းလေ့လာဆောင်ကြည့်ရပါတယ်။ ဒုတိယဆင့်ကတော့တင်ငိမ့်တဲ့ဆင့်ရဲ့တည်နေရာကိုစောင့်ကြည့်ထိန်းသိမ်းခြင်းဝိစာရဖြစ်ပါတယ်။တတိယဆင့်ကတော့စိတ်တည်ငိမ့်ခြင်းရဲ့တရားမှုကိုစိတ်ဝင်စားခြင်းပီတိနဲ့တဆိတ်ဆိတ်တွေးပြီးကြည်လို့ခြင်းဒုက္ခရောဖြစ်ပါတယ်။ နောက်ဆုံးအဆင့်မြင့်ဆုံးအဆင့်ကတော့စိတ်မှဖြူစင်လာကတင်းငြိအချက်မှုရှိခြင်းပရိတုတိဥပေက္ခဆိုတဲ့အဆင့်ကိုရရှိမှဖြစ်ပါတယ်။အခြားအဆင့်တွေနဲ့ကွဲလွန်မှုကလူ인ဆန္ဒတွေဘာမှမရှိတော့ဘဲပျော်ရွှင်ကျေနပ်မှုနဲ့စိတ်တင်းငြိအချက်မှုကိုရရှိခြင်းဖြစ်ပါတယ်။ စတုထအချက်ကတော့အမြင့်မြတ်ဆုံးစိတ်နေထားရဖြစ်တဲ့ကျင်နာတက်စွာချစ်ခင်ခြင်းမေတ္တာစာနာတက်စွာတဏှာခြင်းကရုဏာတို့တပါးပေါ်ဖြည့်ရှင်စွာအတိအမှန်ပြည့်တတ်ခြင်းမုဒိတာကြုံတွေ့လာတဲ့အချိန်ဒီပေါ်မှာစိတ်တည်ငြိမ်စွာထားတတ်ခြင်းဥပိ္ပခာဆိုတဲ့စိတ်တွေရှိအောင်ကြိုးစားရမှာဖြစ်ပါတယ်စိတ်တည်ငြိမ်စွာထားတတ်ခြင်းကဘလို့ခြင်းနေမှာပဲဖြစ်ဖြစ်တုန်ညင်းတဲ့တုတ်ပြန်မှုတွေထားနိုင်တဲ့စိတ်ဖြစ်ပါတယ် အဲ့ဒီစိတ်ကိုအခြေခံထားရင်လူတစ်ယောက်ကကိုချစ်ရတဲ့သူပဲဖြစ်ဖြစ်မသိရင်သူပဲဖြစ်ဖြစ်ချားနေစိတ်ထားပြီးတူညင်စွာတုတ်ပြန်တာဖြစ်ပါတယ်။ပစ္စမချက်ကတော့တရားထိုင်ခြင်းဖြင့်ဉာဏ်အလင်းကိုရရှိပြီးစိတ်တည်ငြိမ်ခြင်းဆိုတဲ့ဥပေက္ခကိုရအောင်ကြိုးစားဖို့လိုပါတယ်။ဥပေက္ခအဆင့်ရဖို့အတွက်အဆင့်၅ဆင့်ကိုကြော်ဖြဲရပါတယ်။ပထမအဆင့်ကိုရှုမှတ်စရာစူးစမ်းရှာဖွေခြင်းဓမ္မဝိဆိုင်ရာဒုတိယအဆင့်စိတ်နဲ့ခန္ဓာကိုကြာရှည်စွာ ရှုမှတ်နိုင်ခြင်းဝိရိယ တတိယကနှစ်သက်အာရချင်းပီတိစရုထကဆေယောကိုပါတည်ငြိမ်ချင်းပတ္တတိပစ္စမကစိတ်အာရုံမရွှေ့လျားချင်းတမာတိနဲ့စတ္ထမကတော့စိတ်တည်ငြိမ်လာချင်းဥပိ္ပခါရုဖြစ်ပါတယ်တရားထိုင်ခြင်းအစဉ်၆ဆင့်ကဗဏ္ဍီစွာဖြစ်ပေါ်လာမှနောက်ဆုံးအစဉ်ဖြစ်တဲ့စိတ်တည်ငြိမ်အေချမ်းမှုကိုရမှာဖြစ်ပါတယ်ဖော်ပြတဲ့အချက်တွေကတော့စိတ်ပိုင်းဆိုင်ရာချမ်းသာဒုက္ခကိုရရှိနိုင်တဲ့အချက်တွေဖြစ်ပါတယ်။